အားလုံးမင်္ဂလာပါပြပယ်ဘလော့ကနေပြန်လည်ကြိုဆိုပါရစေ။ဒီဒီဗီဒီယိုမှာ your knowledge sharing လုပ်ပေးတော့မယ့်အကြောင်းလေးရတော့ single ကိုအလုပ်လာလုပ်မယ်ဆိုရင် e-skill ကိုသင်ရမှာလားတရုတ်ဘာသာစကားကိုသင်ရမှာလားဘယ်ဟာကိုစတင်ရမှာလဲဘယ်ဟာက single နိုင်ငံရဲ့ public language လဲဆိုတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။ single ကိုအလုပ်လာလုပ်ဖို့ကြိုးစားနေတဲ့လူတွေဘယ် language ကိုစတင်ရမှာလဲမသိတဲ့လူတွေ ဘယ်ဟာကပိုပြီးအရေးကြီးတယ်အရေးမကြီးဘူးဆိုတာကိုသိကျင်နေတဲ့လူတွေအတွက်ဒီဒီဗီဒီယိုမှာ language only ပေါ့နော်ကျွန်တော်ဒီတိုင်း sharing လုပ်ပေးတာမှဖြစ်ပါတယ်ဆိုတော့ video လေးကိုဆက်လက်ကြည့်ရှုပေးပါဦးကျေးဇူးပါတော့ဆက်လိုက်ရအောင်ပေါ့နော်ပထမဆုံးအနေနဲ့စင်ကာပူအလောက်လာလုပ်မယ်ဆိုရင်အရင်ဆုံးသင်ရမယ့်ဘာသာစကားက ESK ပါအင်္ဂလိပ်ဘာသာစကားကိုသင်ရမှာပါဒါပေမဲ့တခုပြောချင်တာကစင်ကာပူရဲ့အင်္ဂလိပ်ဘာသာစကားကကျွန်တော်တို့ဒီ UK လည်းမဟုတ်ဘူး British လည်းမဟုတ်ဘူးဒါဆိုပါလဲ ဒါဆိုပါလဲလို့ပြောမယ်ဆိုရင်သူ့ရဲ့အင်္ဂလိပ်ဘာသာစကားစင်ကာပူဆိုတဲ့အတိုင်းပဲစင်အင်္ဂလိပ်ဘာပြောလဲဆိုရင်တယောက်နဲ့တယောက်နားလေဖို့အတွက်ဟို language ကိုပဲသုံးနေပါတော့ professional ဖြစ်တာတွေလိုမျိုးအရင်ကျွမ်းနေရတယ်သူတို့မှမရှိဘူးဆိုတော့ grammar မသုံးဘူးဒါပေမဲ့တယောက်နဲ့တယောက်နားလေလွင်ရပြီပြောချင်တာဘာပြောချင်တာလဲဆိုတာသိမှာပါပေါ့နော်ဥပမာပြောရမယ်ဆိုရင်ကျတို့ language ကိုသူတို့ကဒီ main အနေနဲ့မသုံးမင်းနဲ့ တယောက်နဲ့တယောက်နားလည်ဖို့အတွက်ပဲသုံးတယ်အဓိကကအတက်ပညာနဲ့ skill ကိုပဲအဓိကသူတို့ကြည့်တယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်တချို့တွေကပြောကြရင်အာကျွန်တော်တရုတ်ဘာသာစကားလေးမရဘူးအင်္ဂလိပ်ဘာသာစကားလေးမရဘူးကျိုးစင်ကူမှအလုပ်လုပ်ဖို့မဖြစ်နိုင်ပါဘူးငါအသက်ရွယ်က40နာကန်နေပြီအခုမှအင်္ဂလိပ်စာလေ့လာရင်တော့ရောဆိုတော့ဒီမှာတခုပြောချင်တာကဒီလိုမျိုးစိတ်တက်ဝင်နေတဲ့လူတွေလည်းရှိရပေါ့နော် ကျွန်တော်ကိုယ်တိုင်လည်းစင်ကာပူဆက်ဆက်လာခြင်းတော့ကြောက်တယ်ပေါ့နော်ကျိုးစုံအဲ့လောက်ကြီး easy game မကြွမ်းဘူးပေါ့နော် ထားပါတော့ပြောချင်တာကဂျင်ကူမှာအခုအလုပ်လုပ်နေတဲ့လူတွေ construction မှာလုပ်နေတဲ့လူတွေ company ဘိုင်းမှာလုပ်နေတဲ့လူတွေအကုန်လုံးရောက်ရောက်ချင်းတော့ကဘယ်သူမှ sign english ကို join နေအောင်မတုံးတော့ဘူးကျတို့ဒီ abcd တက်တဲ့လူတွေဒါလောက်ဆိုရပြီသူတို့ကဘယ်လိုမျိုးဆိုကျော်စော a a ဆို other b ဆို b c ဆို gap အဲ့အမျိုးဆိုတီလောက်ဆိုရပြီဗျာနောက်ဆိုသူတို့ကနောက်ဆုံး body language ကစတုံးပြီးအဲ့အမျိုးပေါ့နော်ဆိုတော့ singapore ရဲ့ e skill level က ဘလောက်ရှိမှလာလို့ရမယ်ဆိုတော့တတ်မှတ်ထားတာမရှိဘူးအဓိကကိုယ့်ကို confidence ရှိရဲခုနပြောသလိုပေါ့နော်အခြေခံတရလေးနားလည်ရပြီပေါ့ဆိုတော့ e-skill level ဘလောက်လဲဆိုရင် basic လောက်ရတယ်ဆိုရင်အဆင်ပြေရပေါ့ဆိုတော့ဒါက e-skill level မေးထားတဲ့လူတွေအတွက်ပေါ့နော် but တိုးတော့စင်ကာပူရဲ့ရုံးသုံးကျောင်းသုံးကျတို့ဒီ public language ကတော့ e-skill ပေါ့နော်ဆိုတော့ဘာလို့လဲဆိုရင်တို့က currency ရယ်နှုန်းတရုတ်လူမျိုးဆိုပြီးမဲ့အဲ public language ကတော့ e-scale ပါကျတို့ရောင်း3ချောင်း3ကျတို့ဒီ public language ပေါ့เนาะထားပါတော့နောက်တစ်ခုအနေနဲ့တရုတ်ဘာသာစကားရဲ့အရေးပါပုံကတော့ကျွန်တော်အရှိမဗီဒီယိုတစ်ပုဒ်လေးလုတ်ပြခဲ့လေပေါ့เนาะဆိုတော့ဒါပေမဲ့မတင်ရဘူးတော့မဟုတ်ဒါပေမဲ့တော်တော်များများကအစီအစဉ်ကိုအလုပ်လာလုပ်မယ်ဆိုတာနဲ့အင်္ဂလိပ်ဘာသာစကားကိုမလေ့လာဘဲနဲ့တရုတ်ဘာသာစကားယူပဲသွားပြီးလေ့လာလိုက်တာအမှားကြီးပေါ့เนาะပြောချင်တာအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ တရုတ်ဘာသာစကားကိုလေ့လာနေနေဆိုရင်ဆက်လေ့လာပါဘတ်သို့တော့စင်ကာပူကိုအလုပ်လာလုပ်မယ်ဆိုရင်အရင်ဆုံးလေ့လာမှာကစင်အင်္ဂလိပ်အခြေခံသဘောတဘာဝကိုတော့လေ့လာခဲ့ပါတော့ပြီးပြီဆိုမှမဒရင်းချိုင်းနီးစ်ကိုတော့လေ့လာပါဆိုတော့အရေးပါတယ်ပထမဆုံးနံပါတ်1ရွေးချယ်ရမှာက international language ဖြစ်တဲ့ e-skill ကိုရွေးချယ်ပါပြီးမှကျွန်တော် chinese language ကိုအသုံးပေါ့ဟောဒီသင်ပေါ့နော် ဆိုတော့ e-skill level ဘယ်လောက်လိုလဲဆိုတော့ကျွန်တော်ခုနကပြောသလိုပေါ့နော် basic လောက်ဆိုရပြီဒါပေမဲ့ chinese level ဘယ်လောက်လိုလဲဆိုတော့ access skill level 3လောက်ပြီးတော့သင်တဲ့နေပေါ့နော်သို့တော့ဒီ video ကအာဒီကျွန်တော်တို့ဒီ web admin တမားတွေ expert တမားတွေလို့ခွဲခြားထားတာမရှိဘူးဘာသို့တော့ company မှာလုပ်နေတဲ့လူတွေဆိုရင်တော့တေချာပေါ့အင်္ဂလိပ်ဘာသာစကားကိုအာကျွန်တော်ထင် basic အာ INDS ကိုသင်ထားမယ်ဆိုရင်တော့အဆင်ပြေလိမ့်မယ်ပေါ့နော်အာ INDS level ကျွန်တော်တို့ဒီ level 1 2 3မှာ3လောက်ထိဆိုရင်တော့အဆင်ပြေလိမ့်မယ်ဆိုတော့ထားပါအောင် IELTS သင်နိုင်နေဆိုရင်တော့တော်တော်လေးကိုအဆင်ပြေနေတဲ့အနေထားပေါ့နော်နောက်တစ်ခုက Chinese level ဒါတော့ခုနကကျွန်တော်ပြောသလို ASSK level 3 ASSK level 4ဆိုရင်တော်တော်ကောင်းနေပြီအဲ့မှာ company ဘိုင်းနေမှာဝင်လို့လို့ရပြီပေါ့နော်ဆိုတော့ language နဲ့ပတ်သက်ပြီးတော့ကျွန်တော် knowledge sharing လုပ်ပြီးသွားတာတော့ဒီလောက်ပဲမနော်အချင်းချင်းပြောရမယ်ဆိုရင်စင်ကာပူကိုအလောက်လာလုပ်မယ်ဘာသာစကားတီးတဲ့မင်းနေတဲ့လူတွေအတွက်အဓိကပြောချင်တာက easy ကိုအရင်ဆုံးလေ့လာပါပြီးပြီဆိုမှသာလင်တရုတ်ဘာသာစကားကိုလေ့လာပါအရင်ဆုံးတရုတ်ဘာသာစကားကိုသွားမလေ့လာပါနဲ့ပေါ့နော်ဆိုတော့အင်းစင်အင်္ဂလိပ်ကို basic join နိုင်ပြီးအာသမင်းစာရေးတော့ပြောနိုင်ပြီးအာဒီကျွန်တော်လုပ်ငန်းသုံး language ပြောနိုင်ပြီးဆိုရင်တရုတ်ဘာသာစကားကိုစားလေ့လာလို့ရပါပြီဆိုတော့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်